အီရန်ကအစ္စရေးကိုပြန်လည်ပစ်ခတ်တိုက်ခိုက်တဲ့နေရာမှာအတန်ထက်15ဆမြန်တဲ့လှုပ်ဝက်ဆန်းကျတဲ့ဒုံးကြီးတစ်ခုပါဝင်တယ်လို့သိရပါလေဒီဒုံးကြီးပုံရိပ်ဟာလူ့ကိုယ်ရမှာပြန့်နေနေပါတယ်ဘုတ်ခူးနေကမီးတောက်နေတဲ့ဒုံးကြီးတစ်ခုဟာကောင်းကင်ကိုရုတ်ရက်ဖြတ်ပြီးပြန်တန်းသွားတဲ့ရုတ်တံခိုင်ဟာလူ့ကိုယ်ရပေါ်မှာပြန့်နှံ့ပြီးတော့ကြိရှိသူများစွာရှိခဲ့ပါလေအီရန်ဟာအခုတစ်ချိန်ဘလို့လက်နက်မျိုးနဲ့ပစ်ခတ်လိုက်တာလဲဆိုတာအံ့ဩနေကြပါလေ ဒါဟာမြန်အုံးမြင့်ပြန်တန်းနေခြင်းလားလို့လူမှုကွန်ရက်မှာအသုံးပြုသူတွေကမေးခွန်းထုတ်ပါတယ်။တချို့ကတော့အောက်ကပြန်နေတော့နှမ်းရှင်းချပါတယ်။ဒါပေမဲ့အီရန်ရဲ့ဖာတာဒုံးကြီးဖြစ်ကြောင်းအတည်ပြုပါတယ်။ဖာတာဒုံးကြီးဟာအတန်ထက်15ဆမြန်တဲ့အချိန်နဲ့ပြန်တန်းနိုင်တဲ့မြန်အုံးမြင့်ပယ်ထိန်ဒုံးကြီးဖြစ်ပါတယ်။ဒါဟာအီရန်ရဲ့ Operation True Promise 3ရဲ့စက်တကြိမ်မြောက် ပြစ်လွတ်တိုက်ခိုက်ခြင်းဖြစ်ပါလေ။အစ္စရေးလေကြောင်းရံကာကွယ်ရေးအလွှာတွေကိုဖောက်ဖျက်နိုင်ခဲ့ပြီးတော့အီရန်ပိုင်လက်အဓိကစစ်ရေးနေရာတွေကိုလည်းအစ္စရေးကလက်တုံ့ပြန်ပြီးတော့လေကြောင်းတိုက်ခတ်မှုတွေလုပ်ခဲ့ပါလေ။နှစ်နိုင်ငံတိုက်ခတ်မှုတွေဟာတပတ်နီးပါးအရှိန်မြင့်လာပါလေ။ဖာတာဒုံးကြီးဟာအီရန်အစ္စရေးတိုက်ခတ်မှုရဲ့အလှည့်အပြောင်းဖြစ်လာမှလား။အီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ် IRGC ကဖာတာဒုံးကြီးထုတ်သွင်းတာကိုအလှည့်အပြောင်းလို့ဆိုပါတယ်။ အဆိုင်ခဲလောင်စာ၃နဲ့ဒုံကြီးဟာအစ္စရေးကာကွယ်ရေးစနစ်တွေအားလုံးကိုထိုးဖောက်ဝင်ရောက်ခဲ့ပြီးနိုင်ငံအလယ်ပိုင်းမှာမီးလောင်မှုတွေနဲ့ပျက်စီးမှုတွေကိုဖြစ်စေခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။အင်မတန်အားကောင်းပြီးလှုပ်ရှားမှုကောင်းတဲ့ဖာတာဒုံကြီးတွေကဒီနေ့ညနေမှာပဲအစ္စရေးဘက်ကိုလှုပ်ခါသွားခဲ့တယ်လို့အီရန်ကဆိုပါတယ်။ဒါဟာအီရန်ရဲ့ခိုင်မာတဲ့ခွန်အားတွေရှိနေတဲ့အကြောင်းကိုအစ္စရေးကိုသတိပေးလိုက်တာဆိုပြီး IRGC ကထုတ်ပြန်ပါတယ်။ ဒုံးကြီးပြုတ်လွတဲ့ရုတ်တဖိုင်ဟာလူကိုရဲမှာပြတ်နှံသွားပြီးဒုံးကြီးရဲ့အရှိန်နဲ့လေထဲမှာရုတ်ပြက်လမ်းကြောင်းပြောင်းလဲမှုကိုကာကွယ်ရေးဆိုင်ရာလေလာသူတွေကထောက်ပြပါတယ်အတန်ထက်သုံးစားမြန်တဲ့အရှိန်မှ15စောင့်မြန်တဲ့အရှိန်နဲ့ပြန်တန်းတယ်လို့ဖော်ပြထားပါတယ်လက်ရှိဒုံးကြီးကာကွယ်ရေးစနစ်တွေကိုအသုံးပြုပြီးဂျားဖြတ်ဖြတ်စီဖို့ခက်ခဲစေပါတယ်အတန်ထက်မြန်တဲ့ဒုံးကြီး hypersonic မီဆိုင်ဟာအတန်ရဲ့ငါးစကျော်တနအီကို 6100ကီလိုမီတာခန့်နှုန်းနဲ့ပြန့်တန်းနေစဉ်လေထဲမှာလမ်းကြောင်းပြောင်းနိုင်ပါလေဒီလိုမြန်မာနဲ့အချိန်နဲ့လှုပ်ရှားနိုင်စွမ်းကြောင့်ဒါကိုခြေအားခံဖို့ဒီမို့ဂျားဖြတ်ဖို့ခက်ခဲပါလေ IRGC ကတော့ပယ်ထိန်တုံးကြီးအာလုံးနီပါဟာပြစ်မှတ်စစ်ကိုထိုးစင်းသွားတဲ့အခါခေတ္တမြ၊ဉာဏ်နှုံးမြင့်ဆုံးအရှင်ကိုရောက်ရှိနိုင်တယ်ဆိုပါလေ။ဖာသာဒုံးကြီးဟာတိကျစွာပယ်ထိန်နိုင်တဲ့အဆင့်20ပါပယ်ထိန်တုံးကြီးဖြစ်ပြီးအဆိုင်ခဲလောင်စားနဲ့အဆင့်မြင့်လှုပ်ရှားနိုင်စွမ်းအတွက်ရွေးရှားနိုင်တဲ့နော်စေကောင်းကိုအသုံးပြုထားပါလေ။ ကီလိုမီတာ1400မိုင်ပေါင်း180ဆန်ခန့်အကွာအဝေးကိုရောက်ရှိနိုင်ပြီးကမ္ဘာလေတုအတွင်းနဲ့အပြင်ဘက်တွေမှာလှုပ်ဆောင်နေပါလိမ့်။2023မှာပထမဆုံးကြိမ်ထုတ်ဖော်ပြသခဲ့ပြီးအီရန်ယာရှိတွေကနိုင်ငံရဲ့ဒုံးကျည်စီစဉ်မှာတိသာထင်ရှားတဲ့ခြေလန်းသေးဖြစ်မှတ်ယူထားပါလိမ့်။ဒုံးကျည်ဟာစက်လုံးပုံသဏ္ဍာန်တောကန်အားသုံးပြီးတော့ပြန်တန်းနေစဉ်လမ်းကြောင်းကိုအရက်မျက်နှာအားလုံးကိုပြောင်းလဲနိုင်တဲ့အတွက်ထောင်လန်းခြင်းနဲ့ဂျားဖြတ်ခြင်းတို့မှာအလွန်ခက်ခဲစေပါလိမ့်။အလွန်မင်းမျက်လုံးမြင့်လီးပြူဟာမှုတင်ထားတဲ့ဖာတာဟာ အီရန်ဟာမြန်မာ့ရဲ့ဒုံးကျည်တွေထုတ်နိုင်တဲ့နိုင်ငံစင်းမှာပါဝင်လာခဲ့ပါတယ်။အရင်ကရုရှားတရုတ်နဲ့အိန္ဒိယတို့သာပါဝင်ခဲ့ပါတယ်။တမီလူကြဒုံးကျည်တွေနဲ့မတူတဲ့မြန်မာ့ရဲ့လက်နက်တွေဟာအချိန်နဲ့လေတဲမှာလှုပ်ရှားနိုင်စွာကိုပေါင်းဆက်ထားတဲ့အတွက်ခင်မီလေကြောင်းကောက်ဝဲစနစ်အများစုကိုရှောင်ရှားနိုင်ပါတယ်။နောက်ပြီးတော့မကြသေးမီကစစ်စင်ရေးဟာဒီနေ့အထိအပြင်းထန်ဆုံးဖြစ်ကြောင်း Press TV ကပြောခဲ့ပြီးအစ္စရေးကာကွယ်ရေးများစွာဟာ Fighter ဒုံးကျည်တွေကိုတားဆီးဖို့မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ် ဣသရေလအိုင်ယွန်ဒုံတောင်တန်ကိုချာဒုံစနစ်ဟာဖာဒါဒုံကြီးရဲ့အမြန်နှုတ်ကိုမရှင်းနိုင်ခဲ့ပါဘူး။အီရန်စစ်ပဆိုင်ရဲ့ပိုင်ဆိုင်မှုတွေကိုပြစ်မှတ်ထားတဲ့ဣသရေလတိုက်ခိုက်မှုဟာတော်တော်လေးတော့ထိရောက်ခဲ့တာဖြစ်ပါတယ်။ဣသရေလဒုံကြီးတိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အီရန်တဝမ်းလေကြောင်းတိုက်ခိုက်မှုဆက်တင်ပါတယ်။ဣသရေလတပ်လေနေဟာကာမန်ရှာမာရှိတဲ့စစ်ခြေစိုက်စခန်းကမှယဟင်၅စီဒုံကြီးထုတ်လို့ရစေုံနဲ့ဘဟုခွာဆက်ထုတ်လို့ရတဲ့ဆက်ဆက်တဲ့နေရာတွေကိုတိုက်ခိုက်ပါတယ်။တီဟီယံမှာ အင်မတန်ပြင်းထန်တဲ့ပေါက်ကွဲသံကြီးတွေကြားရပါတယ်။အစ္စရေးကအဲ့ဒီတိုက်ခိုက်မှုဟာအီရန်ရဲ့ဒုံးကျည်နဲ့နျူကလ িয়ার အခြေခံအဆောက်အုံတွေကိုရှော့ချဖို့ရည်ရွယ်တာလို့ပြောပါတယ်။ဒီလိုလေးမြဲစွာတိုးတက်ပြောင်းကင်းထန်လာတဲ့ပဋိပက္ခမှာနောက်ထပ်ဘာတွေဖြစ်လာမှာလဲ။နှစ်ဖက်လုံးကစွန့်ရည်အသည့်တွေထုတ်ဖော်ပြသနေလို့ထပ်မံပြင်းထန်လာမယ့်အန်ဒီရဲ့မြင်မာနေစေပါ။အီရန်ဒုံးကြီးဟာအစ္စရေးကဝေးရီကိုအရင်ကမတွေ့ဘူးတဲ့ပုံစံနဲ့ဆန်းသက်ခဲ့ပါတယ်။ဒီအတူအစ္စရေးကလည်းအီရန်ရဲ့ တံပိုးမြင့်ပြစ်မှတ်တွေကိုလေကြောင်းတက်ခတ်မှုတွေပြုလုပ်နိုင်စွမ်းဟာသူ့ရဲ့ကာလရှည်စည်ရေးဆိုင်ရာလက်ပတ်နိုင်မှုစွမ်းရည်ကိုပြသပါတယ်။တံမှန်ရေးရာကြိုးပမ်းမှုတွေပြန်လည်စတင်ခြင်းမရှိရင်တော့ဒေတာတွင်းပုံအန်ရရှိတဲ့အဆင့်ရောက်ရှိနေပြီလို့စည်ရေးလေ့လာသူတွေကဆိုပါတယ်။ဒါပေမဲ့အခုချိန်မှာတော့လူမှုကွန်ရက်နဲ့စစ်ပတ်အတိုင်းဝဲမှာကောင်းကင်ရံဟူသာကျူးဆိုင်ကြပြီးနောက်ဆက်တွဲဘာတွေဖြစ်မလဲဆိုတာတော့အဆောင်ကြည့်နေကြတာဖြစ်ပါတယ်။ အီရန်အစ္စရေးစစ်ပွဲရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးပေါ်အစည်းအဝေးပြုလုပ်မယ်လို့သိရပါတယ်ဒီနေ့ပြုလုပ်မယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်ဒီအစည်းအဝေးကိုအမေရိကန်ပြည်ထောင်စုနယူးယောက်မှာကျင်းပမှာဖြစ်ပြီးအီရန်အစ္စရေးပြည်ပကလည်းပတ်သက်လို့ဒုတိယကြိမ်မြောက်လုံခြုံရေးကောင်စီအစည်းအဝေးပါအရေးပေါ်အစည်းအဝေးခေါ်ဖို့အတွက်အီရန်ရုရှားတရုတ်နဲ့ပါကစ္စတန်တို့ကတောင်းဆိုခဲ့တာဖြစ်ပြီးတော့ နိုင်ငံကလူမျိုးစိုင်းအေဂျင်စီ IAEA အကြီးအကဲရာဖေဂရောစီနဲ့ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာအကြီးအကဲရိုးစမယ်ရီဒီကာလိုတို့တက်ရောက်ဖို့လည်းအီရန်ကတောင်းဆိုပါတယ်။အမေရိကန်ကတော့ဘာမှပြောချင်းမရှိပါဘူး။ကုလသမဂ္ဂဆိုင်ရာအစ္စရေးတမကြီးဒန်နီဒန်နော်လည်းတက်ရောက်မယ်လို့ပြောထားပြီးအစ္စရေးဟာမိမိကိုယ်ကိုခုခံကာကွယ်နေုံနဲ့မဟုတ်ပဲလွတ်လပ်တဲ့ကမ္ဘာကြီးအတွက်ချိန်ချောက်မှုကို ရှင်းလင်းတုံ့ပြန်နေတာလို့ထုတ်ပြန်ပါတယ်။တစ်ဖက်မှာအီရန်နဲ့ကုလသမဂ္ဂဆိုင်ရာအထူးသဖြင့်ကတော့အစ္စရေးရဲ့တိုက်ခိုက်မှုဟာစစ်ကြေညာတာဖြစ်ပြီးအီရန်ကတော့ နိုင်ငံတကာဥပဒေတွေအောက်ကနေကိုကိုကိုခုခံကာကွယ်တာလို့ပြောပါတယ်။လာမယ့်ကုလလုံခြုံရေးကောင်စီစည်းဝေးမှာစစ်စက်ညှိနှိုင်းရေးနဲ့အပြစ်ခတ်ရစေးအတွက်နှစ်ဖက်လုံးကိုတိုက်တွန်းသွားဖို့ရှိပါတယ်။ IAEA အကြီးငယ် Rafael Grossi ကတော့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေကြီးကြီးမားမားထိခိုက်ရင်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအတွက်အန္တရာယ်ရှိတယ်လို့ကုလလုံခြုံရေးကောင်စီပထမချက်အရေးပေါ်စည်းဝေးမှာသတိပေးခဲ့ပါတယ်။ Iran နဲ့ Islamic နိုင်ငံတွေကတော့ Iran ကိုရံမလို့ဘူး Israel ကိုတိုက်တွန်းနေတယ်လို့သိရပါတယ်။ အာရဗ်အစ္စလာမ်မြင့်နဲ့အာဖရိကနိုင်ငံပေါင်း22နိုင်ငံကဥပြွေးပြီးတော့ကြီးညာချက်ထုတ်ပြန်ပါတယ်။အဲ့ဒီကြီးညာချက်မှာအီရန်ကိုအစ္စရေးကပစ်ခတ်တိုက်ခိုက်မှုတွေအဆုံးသတ်ပေးဖို့ကြေကြေပြင်းပြင်းအပြစ်ခတ်ရစေနဲ့တည်ငြိမ်မှုပြန်လည်ရရှိရေးတောင်းဆိုတဲ့ပူးပေးကြီးညာချက်ထုတ်ပြန်ပါတယ်။အီဂျစ်ဆော်ဒီကာတာပါကစ္စတန်တူရကီချက်အခြားနိုင်ငံချို့မှနိုင်ငံခြားရေးဝန်ကြီးတွေကအီရန်ကိုအစ္စရေးကတိုက်ခိုက်မှုရဲ့အန္တရာယ်ကြီးမားလာတဲ့အတွက်များစွာစိုးရိမ်ကြောင်းဖော်ပြခဲ့ပြီးဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုစိုးရွားစွာထိခိုက်နိုင်ကြောင်းသတိပေးခဲ့ပါတယ်။ အစ္စရေးနိုင်ငံဟာနိုင်ငံတကာဥပဒေနဲ့ကုလသမဂ္ဂဗြိတိန်စာချုပ်ကိုချိုးဖောက်တဲ့အတွက်ဝိုင်းဝန်းရှုတ်ချခဲ့ကြပြီးနိုင်ငံတော်အချုပ်အခြာအာဏာနဲ့နယ်မြေပိုင်ဆိုင်မှုကိုလေးစားလိုက်နာဖို့အင်ဂျင်ချင်းကောင်းပီတာမှုကိုထိန်းသိမ်းဖို့နဲ့ငြင်းပွားမှုကိုငြင်းကြဲစွာဖြေရှင်းဖို့လိုအပ်ကြောင်းလေးပြီးပြောပါတယ်နျူကလ িয়ার လက်နက်နဲ့တခြားသောအစုလိုက်ပြောင်းလိုက်သေစေတတ်တဲ့လက်နက်ကင်းစင်နဲ့အရှိလက်ပိုင်းစုံကိုထူထောင်ဖို့အရေးကြီးလိုအပ်မှုကိုအလေးပေးပြောခဲ့ပြီးဒေသတွင်းမှာရှိတဲ့နိုင်ငံအားလုံးကို နျူကလ িয়ার လက်နက်မပြန့်ပွားရေးသဘောတူစာချုပ်မှာဝင်ရောက်ပါဝင်ပါလို့ဖိတ်ခေါ်ပါတယ်။ဒါ့အပြင်အီရန်နျူကလ িয়ার စင်ဆိုင်ရာရေရှည်တည်တက်တဲ့သဘောတူညီချက်ကိုရရှိဖို့တကူဒီသောနီလန်းဖြစ်ဆက်ဆက်ညီနိုင်ရေးပြန်လည်စတင်ဖို့အလေးပေးပြောပါတယ်။တောက်ကြနေဆော်ပန်ကလေးကအစ်ဇွေးဟာအီရန်နိုင်ငံတော်ဝန်တီဟီရန်နဲ့တခြားနေရာတွေကိုလေကြောင်းမှတိုက်ခတ်မှုတွေပြုလုပ်ခဲ့ပြီးအီရန်နိုင်ငံမှာထိပ်တန်းစစ်ဘက်တပ်မှုတွေ နျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့ယသအများပြားသိပါတယ်။တုံ့ပြန်တဲ့အနေနဲ့အီရန်ဟာအစ္စရေးပြမှတ်တွေကိုဒုံးကြီးတွေဒရုန်းတွေနဲ့ဆက်လက်တိုက်ခိုက်ခဲ့ပြီးအသေးအပြောက်နဲ့ပျက်စီးဆုံးရှုံးမှုများပြားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဥရောပသမဂ္ဂကဥရောပဝန်ကြီးတွေအားလုံးနဲ့အီရန်တို့နျူကလ িয়ার အရေးကိစ္စလည်းဆွေးနွေးမယ်ဆိုပါတယ်။ဂျာမနီပြင်သစ်နဲ့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတွေဟာအီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာတွေ့ဆုံပြီးနျူကလ িয়ার ဆွေးနွေးပွဲပြုလုပ်ဖို့စီစဉ်ထားပါတယ်။ လက်ရှိအီရန်အစ္စရေးစည်ရေးတင်းမာမှုမှာနျူကလ িয়ার ပြဿနာတက်လာမှာကိုဥရောပနိုင်ငံတွေကအရန်စိုးရိမ်နေပါတယ်။ဝန်ကြီးတွေအဂျနီဘာမှာရှိတဲ့ဂျာမနီတန်ရုံးမှာဥရောပသမဂ္ဂအကြီးအကဲကာဂျာကဲလက်စ်နဲ့တွေ့ဆုံပြီးနောက်အီရန်နိုင်ငံသားဝန်ကြီးနဲ့ပူးတွဲတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားပါပါ။အီရန်နဲ့အစ္စရေးကြားဒုံးကြီးတွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေရှိခဲ့ပြီးနောက်အရှေ့လက်ပိုင်းမှာပလီပကပူပြင်းလာမှာကိုစိုးရိမ်နေခြင်းမှာဒီတွေ့ဆုံမှုဆွေးနွေးမှုကိုစီစဉ်လာပါ။ အမေရိကန်အနေနဲ့အစ္စရေးလ်မှာပေါဝင်တိုက်ခိုက်လာနိုင်ခြင်းရှိမှရှိမေးမြန်းမှုပေါ်ဖြေပေးဖို့တမန်ထရန့်ကညှင်းဆိုပြီးတဲ့နောက်ပြဿနာကပိုကြီးလာတာကိုစိုးရိမ်မိပါတယ်။အီရန်ကသူ့ရဲ့နျူကလ িয়ার စီစဉ်ကိုအရက်ပတ်ဆိုင်ရာရည်ရွယ်ချက်တွေအတွက်သာအသုံးပြုမယ်လို့ခိုင်မာစွာအမှားခံဖို့ဥရောပဝန်ကြီးတွေကအီရန်နဲ့ဆွေးနွေးဖို့ရည်ရွယ်ချင်းဖြစ်ကြောင်းအဲ့ဒီဆွေးနွေးပွဲမှာအမေရိကန်ကလည်းနှိမ့်တိုင်းလောက်ဆောင်ခြင်းဖြစ်ကြောင်းဂျာမနီသတင်းရင်းမြစ်တွေကပြောပါတယ်။အခုစွန်းနေပွဲများအပြီးမှာကျွမ်းကျင်သူအဆင့်စနစ်တကျစွန်းနေပွဲတွေဆက်လက်လုပ်သွားမှာဖြစ်ပါတယ် အစ္စရေးကအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လွှင့်နိုင်စွမ်းကိုရပ်တန့်ပြစ်မယ်လို့ပြောထားသလိုအီရန်ကလည်းသူ့ရဲ့နျူကလ িয়ার အစီအစဉ်ဟာစီရင်ရည်ရွယ်ချက်အတွက်လုံးဝမဟုတ်ဘူးလို့ခုချိန်ထိညှင်းဆိုနေဆဲဖြစ်ပါတယ်။တောဆိုအမေရိကန်သမ္မတထရန့်ရဲ့အီရန်အနေနဲ့ချွင်းချက်မရှိလက်နက်ချဖို့တောင်းဆိုချက်ကို INDP ခေါင်းဆောင်ကြီးခါမီနီကပယ်ချပါတယ်။ဖန်တောင်းဆိုချက်ကိုနိုင်ငံကလုံးဝလက်ခံမှာမဟုတ်ဘူးလို့အသက်86နှစ်အရွယ်ရှိဖြစ်တဲ့ခါမီနီကပြောပါတယ်။ စ္စလာမ်သမ္မတနိုင်ငံပေါ်ငြိမ်းချမ်းရေးလာစစ်ပွဲလာဘောင်ဝမအမေရိကန်တင်းကျပ်လို့လို့မရဘူးလို့ခမင်းနီကပြောပြီးအီရန်ဟာခုချိန်ထိမတရားတဲ့စစ်ပွဲကိုရင်ဆိုင်နေရတာဖြစ်ပြီးမတရားတဲ့တစ်ဖက်သက်ငြိမ်းချမ်းရေးကိုလည်းရင်ဆိုင်နေရကြောင်းနဲ့မတရားဖိနှိပ်မှုတွေကိုရင်ဆိုင်ရခြင်းမှာဘသူ့ကိုမှလက်လက်ချမှာမဟုတ်ဘူးလို့ဆိုပါတယ်။အမေရိကန်စစ်တပ်ရဲ့စစ်ဖောက်မှုများများဟာပြန်ပြုပြင်လို့မရနိုင်တဲ့ပျက်စီးမှုတွေနဲ့အတူပါလာမယ်ဆိုတာသတိထားသင့်တယ်လို့ခမင်းနီကဆိုပါတယ်။တကယ်တော့ဒီဒေသရဲ့နိုင်ငံရေးနဲ့ရင်းနှီးတဲ့အမေရိကန်တွေဟာဒီနေ့ပဲမှအမေရိကန်ရဲ့စစ်ရေးစစ်ဖောက်မှုဟာ တို့ပျက်စီးဖို့တရားရဂန်လုံးရှိပြီးအမေရိကန်လက်နောက်မှုဟာအီရန်ထက်အများကြီးပိုကြီးလိမ့်မယ်ဆိုတာသတိထားသင့်တယ်ဆိုပါတယ်။တန်လမန်ရေးရကမ်းလှမ်းမှုကနေစစ်ပွဲကိုအဆုံးသတ်ဖို့ချိန်ချောက်မှုတွေအထိပါဝင်ခဲ့တဲ့ထွန့်ရဲ့ဆိုရှယ်မီဒီယာပို့စ်တွေဟာသူ့ရွယ်ချက်ပေါ်အပိုင်တွက်ဆလို့မရအောင်ရေးထားတာဖြစ်ပါတယ်။ထရန့်ကတော့အီရန်နျူကလ িয়ার စိုက်ပါတွေကိုတိုက်ခိုက်ရမှာအစ်ဇွေးနဲ့ပူးပေါင်းခြင်းပါဝင်ရွေးချယ်စရာတွေကိုစဉ်းစားနေကြောင်းပြောပါတယ်။အစ်ဇွေးစစ်လေယာဉ်တွေဟာမြို့တော်တီဟီရန်ကိုညာတွင်းချင်းဘုံကျဲပြီးနောက် ထောင်သောင်းကျည်တဲ့လူတွေဟာတီဟီရန်မှတိမ်းရှောင်ကြပါတယ်။အစ်စွေးကြိုက်တက်လျင်အစီး90ဟာအီရန်ရဲ့ဒုံးကျည်ထုတ်လို့ရတဲ့အတွက်ကုန်ကြမ်းတွေအစိပ်ပိုင်းနဲ့ထုတ်လို့စနစ်တွေပါဝင်တီဟီရန်မှာရှိတဲ့ပြစ်မှတ်20လောက်ကိုညာတွင်းချင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အီရန်ရင်းနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်လန်ထရန့်ကဆုံးဖြတ်ဖို့နောက်ဆုံးအဆင့်တစ်ဆင့်သာကြံတော့တာဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ကလည်းကြိုတင်ပြင်ဆင်နေတယ်လို့ဆိုပါတယ်။အမေရိကန်ကတော့အီရန်ကိုဝန်တိုက်ဖို့နောက်ဆုံးမိနစ်စက္ကန့်ချင်းကိုရောက်နေပြီပဲဖြစ်ပါတယ်။ အီရန်ကိုတိုက်ခိုက်မဲ့ကနဦးစီစဉ်ကိုဒေါ်နယ်ထရန့်ကအတည်ပြုလိုက်ပြီးသမရဟာဘဲအချိန်မှာစပြီးတော့လေတက်ကိုတုံးပြပြီးတိုက်ပါဆိုတဲ့အမိန့်ကိုလေတက်ကစောင့်နေပြီးပဲဖြစ်ပါလေ။ဒါကြောင့်နောက်ဆုံးမိနစ်လက်ကျန်အချိန်များလို့ပြောရတာပါ။သမရထရန့်ဟာအီရန်ကိုတိုက်ခိုက်ဖို့အစီအစဉ်နဲ့တည်ပြုထားပေမဲ့တိုက်ခိုက်ဖို့တော့နောက်ဆုံးဆုံးဖြတ်ချက်မရသေးဘူးလို့ CBS တင်ထန်တာကပြောပါလေ။ အီရန်နဲ့နျူကလ িয়ার စီစဉ်ကိုဆွတ်လွတ်ဖို့သဘောတူမယ်ဆိုရင်တိုက်ခိုက်မှုတွေစတင်ဖို့ကိုဆိုင်းငံ့ထားမယ်လို့ထောက်လဲရရှိတယ်ကဆိုပါတယ်။အီရန်မြောက်နျူကလ িয়ার ဆဲုံဖြစ်တဲ့ဗော်ရိုးကိုအမေရိကန်ကတိုက်ခိုက်ဖို့ထရန့်ကစဉ်းစားနေတယ်လို့သတင်းတွေထွက်နေပါတယ်။အမေရိကန်စစ်တပ်အနေနဲ့တမတ်ထရန့်ပြည်နယ်ဘလူးမိတ်ကွန်ဆူအကောင့်ထဲဖော်ဖို့ပြင်ဆင်ထားကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟာဆက်ကအထက်လွှတ်တော်ကော်မတီမှပြောပါတယ် USS Nimitz လေးနေသင်းမောဦးဆောင်တဲ့တိုက်ခိုက်ရေးဖွဲ့ဟာပင်လယ်ဘွေမှာရှိတဲ့ USS Carbinzer ဦးဆောင်တဲ့တခြားတိုက်ခိုက်ရေးအုပ်စုနဲ့တူအရှိလက်ပိုင်းကိုစစ်ရင်အားဖြည့်တင်နေပါတယ် F-22 နဲ့ F-35 တပ်လေယာဉ်တွေဟာလည်းလောင်စာဖြည့်လေယာဉ်တွေနဲ့တူဥရောပကနေအရှေ့လက်ပိုင်းကိုပြန်တန်းနေပြီဖြစ်ပါလေ။ American အနေနဲ့စိတ်ရှိတိုက်ခတ်မှုကုံဆုံးသွားပြီလို့တမန်ထရန့်ကပြောထားပြီး Iran အနေနဲ့ချွင်းချက်မရှိလက်လက်ချရမယ်လို့ဆိုနေပါဗျ။ အစ္စရေးကတော့အီရန်နျူကလ িয়ার စစ်အုပ်အနေနဲ့ပယ်ထိန်တုံးကြည့်နေရတွေကိုခြေမုံဖို့ခြေကြလန်းတိုးလာနေပြီလို့ပြောပါတယ်။တီဟီရန်ရဲ့ကောင်းကင်ကိုစုမထားပြီးနျူကလ িয়ার နေရာတွေဒုံးကြည့်တဲ့စစ်ဌာနချုပ်တွေနဲ့အာနာရှင်ရဲ့သင်္ကေတမှန်သမျှတိုက်ခိုက်နေတယ်ပြောပါတယ်။အမေရိကန်ရဲ့စစ်ဘက်ရေးရာဝင်ရောက်စစ်ဖက်မှုမှန်သမျှဟာတံပိုးကြီးကြီးပေးဆက်ရမှာဖြစ်ပြီးအီရန်အနေနဲ့ဘဒေါ်မှလက်လက်မချဘူးလို့ခါမီနီကဆိုပါတယ်။ထရန်ကတော့ကံကောင်းပါစေလို့ဆိုထားပေမဲ့သူ့အစီအစဉ်တွေကိုတော့ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ ဒါပေမဲ့ Iran ဘာသာရေးကောင်းဆောင် company ကတော့ပယ်ချထားပြီး PR ပေးမှုအောက်မှာဘတော်မှဆွေးနွေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ Aradola Ali company ဟာတောက်ကြနေကစားခဲ့တဲ့စစ်ပွဲပေါ်ပထမဆုံးတုံ့ပြန်ချက်အဖြစ် Israel ဟာအမှားကြီးတစ်ခုပြုခဲ့တယ်လို့ပြောပါတယ်။ American စတဲ့ဝင်လာမယ်ဆိုဘယ်တော့ခါမှပြင်မရနိုင်မယ်ဆုံးရှုံးမှုနဲ့ကြုံရမယ်ဆိုတာ American တွေသိသင့်ပါတယ်လို့အစိုးရတီမီမှသတင်းဖော်ပြသူတို့ကဖတ်ပြတဲ့ထုတ်ပြန်ချက်မှာဆိုပါတယ် အီရန်သာစစ်ဖြစ်လာပါကအရှိလေပိုင်းအမေရိကန်စစ်ချစ်တဲ့စခန်းလေးကိုဒုံးကြီးနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေကြောင်းနယူးယောက်တိုင်းသတင်းစာကဖော်ပြပါတယ်။အချိန်နှဲငယ်ကြာမှာထရန့်ကအီရန်ရာရှိတဲ့ကိုယ်တိုင်အဆက်အသွယ်ပြုလုပ်ပြီးတွေ့ဆုံလို့ကြောင်းအင်ဖြူတော်ကိုလာရောက်လို့ကြောင်းပြောပါတယ်။အင်ဖြူတော်သတင်းတော်များထံပြောရမှာထရန့်ကအခုလိုအချိန်မှာပြန်စကားပြောဖို့ကအလွန်နောက်ကျနေပြီလို့ခံစားရပါတယ်။ဒါပေမဲ့စစ်သေးဝင်ဖို့ဆုံးဖြတ်ချက်တော့မချရသေးဘူးလို့ဆိုပါတယ်။ ဝင်လဲရတယ်မဝင်လဲရတယ်ဆိုလိုချင်တာကငါပါလုံးမလဲဆိုတာဘယ်သူမှမသိနိုင်ဘူးလို့ထရန့်ကသတင်းတောက်တွေကိုပြောပါတယ်။ဂျားတွေကနာတာကတော့ရုရှားပဲဖြစ်ပါတယ်။ရုရှားဟာအမေရိကန်ဝင်ပါမှာကိုစိုးရိမ်နေပါတယ်။ဒီလိုတော့အမေရိကန်ဝင်ပါမယ်ဆိုရင်အရှိလေပိုင်းမှာအင်အားကြီးဆုံးမဟာမိတ်ဖြစ်တဲ့အီရန်ကိုရုရှားကဆုံးရှုံးရဖို့နှီးကပ်နေပြီပဲဖြစ်ပါတယ်။အစ္စရေးကအီရန်နျူကလ িয়ার စေတုံးကိုဘုံကျတိုက်ခိုက်ပြီးတပ်မှုတွေကို နှိမ်နင်းခဲ့ခြင်းမှာမော်စကိုထက်တဲလော်မှာအချို့ကရုရှားအတွက်အခွင့်အရေးတစ်ခုဖြစ်ကနဦးကရှုမြင်ပါတယ်။ရုရှားနဲ့အမေရိကန်ကြားပူတင်နဲ့ထန်ကြားထိပ်သီးဆွေးနွေးပွဲကသာကမ္ဘာကြီးကိုကတ်ဆိုးကနေကာကွယ်နိုင်တယ်လို့ဩဇာကြီးရုရှားသတင်းကြီးကွန်စတန်တီမာလိုဗီအက်စ်ကပြောပါတယ်။နျူကလ িয়ার ဆွေးနွေးပွဲတရားဖို့အတွက်အီရန်နဲ့ကာလာရှီချာစစ်ဆင်ရေးကိုတုံပြီးအမေရိကန်ရဲ့ယူကရိန်းပေါ်ထောက်ခံမှုကိုရုပ်သိမ်းရေးဆောင်ရွက်တင်ကြောင်းသူကကြံပြပါတယ်။ အဲ့ဒီနောက်ခံအခြေအနေကြောင့်ယူကရိန်းရဲ့တောင်းဆိုချက်ဟာရည်စရာကောင်းနေပါတယ်။အမေရိကန်ကယူကရိန်းကိုရုရှားစီထားခဲ့ဖို့အချိန်တက်ပြီလို့ရုရှားကပြောပါတယ်။ဒါ့အပြင်ရုရှားသမ္မတပူတင်ကအစ္စရေးဝန်ကြီးဘင်ဂျမင်နေတာညာဟုနဲ့သမ္မတထရန့်ဒါဖုန်းခေါ်ဆိုပြီးဒီရေးမှာဂျောင်းဝင်ဖြစ်ဖြစ်သူဖြစ်ဆောင်ရွက်ပေးမယ်လို့ကန့်လန့်နေပါတယ်။အစ္စရေးတိုက်ခိုက်မှုတွေဟာအီရန်မျိုးကြီးမျိုးငယ်တွေကိုပုံမှန်နှဆိုင်စွာချဲ့ထွင်လာပြီးစွန့်ရင်ထုတ်လို့ရင်းနဲ့ထုတ်လို့မှုဆိုင်ရာစေယုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အတွက် အစ္စရေးတိုက်ခိုက်မှုဟာအီရန်မှာအစိုးရအပြောင်းအလဲဖြစ်စေနိုင်ပါလေအနောက်စံကျင်ရေးမဟာမိတ်ကိုဖန်တီးဖို့ရုရှားရဲ့ကြိုးပမ်းမှုမှာအရေးကြီးဆုံးမဟာမိတ်ဖြစ်တဲ့အီရန်ကို ဆုံးရှုံးရနိုင်ခြင်းရှိပါတယ်အခြေအနေအရရုရှားအတွက်အန္တရာယ်ရှိတဲ့ဥဒိယာကိုပြန်လည်ပြောင်းလဲလာတယ်လို့ရုရှားထောက်လှမ်းရေးဖွဲ့ကပြောပါတယ်အကြီးတဲ့ရုရှားတပ်နမနေနဲ့နေစတဲ့ပညာရှင်တို့ကညီလာခံမှာရုရှားတယောက်သူတွေဟာအီရန်ရဲ့အခြေအနေအကဲဆက်နေခြင်းကြောင့်အီရန်မိတ်ဘက်တွေရဲ့ပြောကြားချက်ကိုအနီးကပ်စောင့်ကြည့်နေရတယ်လို့ပြောပါတယ် တခြားလေးလာသုံးသက်သူတွေကတော့အီရန်အစိုးရပြိုလဲသွားမှာကိုအစိုးရအိမ်ဆုံးကရုရှားပဲလို့ပြောပါတယ်ရုရှားနဲ့အီရန်ဟာတကယ်တော့ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်နောက်ပြီးတော့အီရန်ကလည်းရုရှားကိုသူတို့ရဲ့နာမည်ကျော်ဆာဟတ်ဒရုန်းတွေထောက်ပံ့ပေးနေသလိုရုရှားကလည်းအပြန်အလှန်ဆိုသလိုအီရန်ကိုနျူကလ িয়ার လေပညာတွေထောက်ပံ့ပေးနေတာဖြစ်ပါတယ်အဲ့ဒီမှာရေနံနဲ့သဘာဝတံငွေအခန်းကဏ္ဍတွေလည်းအများအပြားပေါ်ဝင်ပါတယ် ရုရှားကအရှေ့အလယ်ပိုင်းမှာမဟာမိတ်အီရန်ကိုလေကြောင်းရံကာကွယ်စနစ်တွေပုံမထောက်ပံ့ပေးခြင်းနဲ့စီးရေးကူညီပြင်အစားအစာနဲ့တခြားကူညီတွေပေးခြင်းဖြင့်ပြည်တွင်းဖိအားကိုရှော့ချပေးတဲ့ဆိုပါတယ်။နေရာတိုင်းမှာစစ်မီးတွေတောက်နေတဲ့အခါဒီမီးတွေပေါင်းစည်းသွားပြီးကမ္ဘာတစ်ဝှမ်းမှာကြီးမားတဲ့မီးတောက်ကြီးတွေဖြစ်လာနိုင်တယ်လို့ရုရှားသမ္မတပူတင်ကပြောပါတယ်။ဒါကြောင့်ရုရှားရဲ့စစ်နာကတော့အီရန်ကိုလုံးဝမတိုက်ဖို့ပဲဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းကိုကြီးကြပ်မတိမငြိမ်ဖြစ်စေနိုင်တဲ့အတွက်အီရန်ကိုမတိုက်ခိုက်ဖို့ ရုရှားကအမေရိကန်ကိုတတိပိတ်ထားကြောင်းနဲ့အစ္စရေးကတိုက်ခိုက်မှုကနျူကလ িয়ার ကတ်ဆိုးကြီးဖြစ်နိုင်တဲ့အနေနဲ့ရှိကြောင်းရုရှားလက်ထောက်နိုင်ငံဂျာယီဝန်ကြီးစာဂျီရိုကော့ကပြောပါတယ်ရုရှားဟာဇန်နဝါရီမှာအီရန်နဲ့မဟာဗျူဟာမြောက်မိဘဖြစ်လက်မှတ်ထိုးခဲ့ပြီးယူကရိန်းစစ်ပေါ်ကြောင့်ဆက်ဆံရေးအေးဆက်နေတော့ညာလဲအစ္စရေးနဲ့ရုရှားကဆက်ဆံရေးရှိပါတယ်အစ္စရေးပြည်အီရန်ပြည်ပကမှာဂျာဝင်စီစဲပေါ်ရုရှားရဲ့ကလန်ချက်ကိုလည်းလက်ခံခြင်းမရှိသေးပါဘူး စိန့်ပီတာစဘတ်မှာပြုလုပ်တဲ့စီးပွားရေးဖိုရမ်ရဲ့ပြင်ပမှာစာဂေရက်ဘော့ကအင်တာဖက်သတင်းဌာနအားအမေရိကန်ရဲ့တိုက်ပောင်းပတ်သက်မှုရှောင်ကျဉ်မှုတိုက်တွန်းထားကြောင်းပြောပါရယ်။ဒါဟာအခြေအနေတစ်ခုလုံးကိုကြီးကြပ်မီးမြင်ဖြစ်စေမဲ့ခြေလှမ်းအစပဲလို့ဆိုပါရယ်။ရုရှားရဲ့ SVR နိုင်ငံခြားထောက်လှမ်ရေးဌာနကြီးကစာဂေနာစကီကအီရန်နဲ့အစ္စရေးနေထားဟာခုခါစိုးရိမ်ရကြောင်းပြောခဲ့တယ်လို့ရုရှားနိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇာဟာရိုဗာကလည်း အီရန်နျူကလ িয়ার ခြေကံဆောင်ကိုအစ္စရေးတိုက်ခိုက်မှုကြောင့်ကမ္ဘာကြီးဟာကတ်ဆိုးဘေးဆိုးတဖြည်းဖြည်းကျရောက်နေတယ်လို့ပြောပါတယ်။နျူကလ িয়ার ဆောင်တွေတိုက်ခိုက်ခံရတယ်လို့သူမကပြောပြီးကုလသမဂ္ဂနျူကလ িয়ার ဘေးကင်းရေးဆောင်ကြီးအဖွဲ့ကပျက်စီးမှုတွေကိုသတိပြုမိကြောင်းပြောပါတယ်။အီရန်မှာနျူမီလန်နဲ့ထုတ်လုပ်ခြင်းကိုဟန်တာဖို့အတွက်အီရန်နျူကလ িয়ার ဆောင်ကိုတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကပြောပါတယ်။နျူကလ িয়ার လက်နက်တွေရရှိမှုကြိုးပမ်းနေကြောင်းပြောကြားချက်ကိုလည်းအီရန်ကညင်ပါတယ်။ထရန့်ရဲ့၎င်းရဲ့ဖွဲ့ဟာအီရန်နျူကလ িয়ার website တွေကိုတိုက်ခတ်ရမှာအစ်ဇွေးနဲ့ပူပေါင်းခြင်းပါဝင်တခြားရွေးချက်စရာတွေကိုစဉ်းစားနေကြောင်းဆွေးနွေးမှုတွေနဲ့နှိစက်တဲ့တရင်အရင်းမြစ်တွေကဆိုပါတယ်အီရန်နဲ့အစ္စရေးကြားစီးတင်းမာတဲ့အချိန်မှာအီရန်ကလည်းဟော်မူဇီလက်ကျောင်းကိုပိတ်မယ်လို့ချင်းချောက်လန်ပါတယ်။ဒါကြောင့်ယင်နန်ဇီကတက်နိုင်ပွဲရှိနေပါတယ်။အီရန်ကသာဟော်မူဇီလက်ကျောင်းကိုပိတ်ဖို့ဆုံးဖြတ်ခဲ့ယင်နန်ဇီကဒဇီကိုဒေါ်လာ130တိမြင့်တက်သွားနိုင်တယ်လို့အန်ကာရာသတင်းဌာနကပြောပါတယ်။မကြာခင်ကအစ္စရေးတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အီရန်ဟာရေလက်ကြောင်းကိုပိတ်ပြီးဖို့စဉ်းစားနေတယ်လို့အီရန်ပါလီမန်နိုင်ငံတော်လုံခြုံရေးနဲ့နိုင်ငံခြားရေးအမူအရကော်မတီအဖွဲ့ဝင်တွေကပြောပါတယ်။ရန်သူကိုပြစ်ပေးရမှာကျွန်တော်တို့ရဲ့လက်တွေကိုကြကြဖွင့်ထားပြီးစီးရေးတုံ့ပြန်မှုကအလုံးစုံတုံ့ပြန်မှုရဲ့တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်လို့ဆိုပါတယ်။အီရန်ရဲ့တာလုံနဲ့တာလက်ပြစ်ဒုံးကြီးတွေဟာဟောက်မှုစီလက်ကြောင်းမှာရှိတဲ့ရေနံခြေကဆောက်ုံတွေပိုက်လိုင်းတွေနဲ့ကုန်သွယ်သင်းမိုးတွေကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ မြေပြင်မှမြေပြင်ပြစ်ဒုံးကြီးတွေဟာရေလက်ကြားတစ်လျှောက်မှာရှိတဲ့ရေနဲ့တင်းသင်းမောတွေသို့မဟုတ်စိတ်ကန်းအဆောင်တွေကိုပိတ်မှတ်ထားဖို့လဲသုံးနိုင်ပါတယ်။ဒါအပြင်လေရင်တွေဒရုန်းတွေကိုသုံးပြီးတော့လေကြောင်းမှတိုက်ခိုက်မှုဟာဒေတာတွင်းရှိအ धिक အသင်းမောစိတ်ကန်းများရှိရာရေဒါစနစ်တွေသို့မဟုတ်လမ်းကြောင်းပြကိရိယာတွေကိုအသုံးမပြုနိုင်ဖြစ်စေပါတယ်။အီရန်ရဲ့ရှာဟန်မိုဒယ်အပါဝင်မောင်းနှင်မဲ့လေရင်တွေကိုသင်းမောလမ်းကြောင်းများတစ်လျှောက်သို့မဟုတ်အရေးကြီးတဲ့အခြေခံအဆောင်များတစ်လျှောက်တိကျတဲ့ပြစ်မှတ်ကိုတိုက်ခိုက်ဖို့ဖြန့်ကျက်ထားနိုင်ပါတယ်။ အီရန်ဟာရေလမ်းကြောင်းကဝင်ရောက်ခွင့်ကိုပိတ်ဆို့ဖို့စစ်သင်္ဘောတွေကိုဆေးလွတ်ပြီးလဲကြိုးပမ်းလာနိုင်ပါတယ်။2012မှာဆော်ဒီနိုင်ငံရဲ့ရေနံကန်တိုက်ခိုက်မှုပြီးသူတို့ရဲ့စိုက်ဘာစွမ်းရည်ကိုအီရန်ကထုတ်ဖော်ခဲ့ပါတယ်။ဟော်မုစ်လေတဲ့ဂျာဟာကမ္ဘာရေနံတင်ပို့မှုရဲ့20%ရာခိုင်နှုန်းနဲ့အီရန်ဆော်ဒီ UAE နိုင်ငံတို့မှာရေနံနဲ့တဘောတဝက်ကုန်သွယ်မှုရဲ့80%ရာခိုင်နှုန်းကိုကိုးစားပြုတဲ့အရေးပါတဲ့ရေလမ်းကြောင်းမှာ ဟော်မုစ်လေတဲ့ဂျာဟာပါရှန်ပင်လယ်ကွေ့ကိုအိုမန်နဲ့ချိတ်ဆက်ထားတာက အာရေဗျပင်လယ်အိန္ဒိယသမုဒ္ဒရာတို့နဲ့ဆက်လက်ချိတ်ဆက်ပါတယ်အဲဒီရေလကြားရဲ့ကဲအုန်းတဲ့ဒေသကိုအီရန်ကထိန်းချုပ်ထားပြီးတောင်ပိုင်းကိုအိုမန်နဲ့ UAE တို့ကပိုင်ဆိုင်ပါတယ်ကမ္ဘာရေနဲ့ဆရာကန်တို့မှ၂ဆရာကန်တို့ခန့်နဲ့တဘာဝတုံးွေတင်ပို့မှု၂ဆရာကန်တို့ခန့်ဟာရေလကြားမှဖြတ်တန်းတည်ဆောင်တယ်လို့သိရပါတယ်အီရန်ထိပ်သီးခေါင်းဆောင်ကြီးအရာဒိုလာအလီခါမီနီကတော့တိုက်ပွဲစနေပြီလို့အစ္စရေးကိုပြောပါတယ်သူဒီလိုမပြောခင်နိုင်ပိုင်းလို့ပါအမေရိကန်သမ္မတထရန့်ကအီရန်ထိပ်တန်းခေါင်းဆောင်ကိုသူပုံးတဲ့နေရာကိုတည်ကြောင်းပြောထားပါတယ် ရန်ကအီရန်နျူကလ িয়ার ဆဲုံတွေကိုတိုက်ခတ်ရမှာအမေရိကန်စစ်တပ်ရဲ့ပိုင်ဆိုင်မှုတွေကိုတုံးဖို့သွေးပူတာတွေပူတိုးလာနေပါလေပဋိပက္ခကိုအဆုံးသတ်ဖို့တနမန်နီလက်ညဖြည့်ရှင်းဖို့စိတ်ကူကိုလည်းရှုတ်ချနေတယ်လို့ဆိုပါတယ်အီရန်ကသာလိုက်ရောပေးမယ်ဆိုရင်တနမန်နီလက်ညဖြည့်ရှင်းဖို့လမ်းဖွင့်ထားတယ်လို့သတင်းရင်းမြစ်တွေကပြောပေမဲ့တင်းမာတဲ့အပြုမှုကထရန့်ရဲ့ချင်းကပ်ပုံအပြောင်းအလဲကိုကိုစားပြုတယ်လို့မီဒီယာတွေကတုံ့သက်ပါတယ်အစ္စရေးစစ်တပ်ကဘော်ဒူနဲ့ဆော်ပိုင်းမှာအီရန်ရဲ့အာယုန်ကန်ကရိယာနဲ့ဒုံးကျည်ထုတ်လုပ်တဲ့နေရာတွေကို လေးရင်90ကျော်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ထောက်လိုင်းရေးဌာနကတိကျတဲ့ထောက်လိုင်းရေးလက်ညှိုးမှုအောက်မှာလေတက်တက်လေးအစင်90ကျော်ဟာမကြသေးမီနိုင်ပိုင်းတွင်တီရန်မျိုးတော်ဒေသကစစ်ပဆိုင်အပြစ်မှတ်တွေကိုဇက်တိုက်တိုက်ခိုက်ခဲ့တယ်လို့အစ်စွေကပြောပါတယ်။ပြင်းမတွေထဲမှာမြေပြင်ကမြေပြင်ကိုပြည့်တဲ့ဒုံကြီးမြေပြင်ကဝေဟင်ကိုပြည့်တဲ့ဒုံကြီးတွေကိုထုတ်လုပ်တဲ့နေရာတွေလည်းပါပါတယ်။အီရန်နျူကလ িয়ার လက်နက်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကိုကြောထောက်နောက်ခံလုပ်နေတဲ့တီဟီယန်မြို့တော်ကဆက်တလက်ထုတ်လုပ်ရေးအစီအစဉ်ကိုတိုက်ခိုက်ခဲ့တယ်လို့အစ်စွေးကပြောပါတယ်။ အဲ့ဒီဆက်တလက်တွေဟာနျူကလ িয়ার လက်နက်တွေတည်ထွင်ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့အီရန်ဆိုရအတွက်ယူရေနီယံကိုတန့်စင်စေတာလို့အစ္စရေးစစ်တပ်ကပြောပါတယ်။ဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်တဲ့သတင်းချက်လက်ကိုဒိဗ်ဘယ်ပြန်ဆိုပုံကတော့အမေရိကန်နဲ့အစ္စရေးတို့ကြားမကြာခဏကွဲလွဲလေ့ရှိတယ်လို့အမေရိကန်စစ်ဘက်နဲ့ထောက်လှမ်းရေးအရှိတွေကပြောပါတယ်။မကြာသေးမီမက်လာမှာမျိုးသားထောက်လှမ်းရေးညွှန်ကြားမှုတူစီဂါဘတ်ကအီရန်ထိပ်တန်းကောင်းဆောင်ကြီးအလီခါမီနီယာ2003ခုနှစ်မှာဆိုင်းငံ့ထားတဲ့ နျူကလ িয়ার လက်နက်အစီအစဉ်ကိုပြန်ဆဖို့ခွင့်မပြုထားဘူးလို့အမေရိကန်ထောက်လိုင်းရဲ့တိုင်ဝမ်ကအကဲဖြတ်ကြောင်းထွက်ဆိုခဲ့ပါတယ်။